င်ဖုံဖုံကဒီမေလ6ရက်နေ့ပေါ့6ရက်နေ့မှာဗီနန်နိုင်ငံဟိုချီမင်းမြို့ကိုပိဆက်ဒေးဆိုပြီးမှ ကစွန်လာပြည်ဗုဒ္ဓနေပင့်လို့ကြွသွားခဲ့တာကြွပြီးတော့အဲ့ဒီမှာရောက်တော့ရောက်ခိုင်းဆိုမှဆရာတော်ကြီးကတခါ3ရက်တရားစခန်းပေါ်လေးကျင်းပလို့ဖုံဖုံကခေါ်ပေးခဲ့ရတယ်ပေါ့လေအဲ့ဒီမှာဟောရင်းနဲ့ဆရာတော်ဖရာကြီးကိုဟိုချီမင်းဖူဆောင်ဆရာတော်ဖရာကြီးကိုဖုံဖုံကအကျိုးကြောင်းဒီငလျင်နဲ့ပတ်သက်တာတွေပြန်လည်တည်ထောင်ရေးကာလကိုပြောပြတော့ ဲပြောပြပြီးတော့အကျိုးချောင်းပြောပြီးတော့ဆရာတော်ကြီးကိုပင့်လာတာပေါ့ပင့်လာတာအဲ့ဒါနေစပြီးတော့အလူလူပြက်သွားတာပေါ့လေအားလုံး၁၈ကျောင်းပေါ့နော်အဲဘုံဘုံတို့ဒီရန်ကုန်နေတာ၂၉နှစ်မိနစ်၆နာရီလင်းနဲ့သွားပြီးတော့၇နာရီမန္တလေးရောက်အဲမန္တလေးကနေတခါအမရဗုဒ္ဓမဟာကဏယုံကျောင်းတိုက်မာကြီးအဲမဟာကဏယုံကျောင်းတိုက်ကြီးရဲ့ပြီးတော့ကျောက်ဆယ်မဟာကဏယုံကျောင်းရဲ့ပြီးတော့အဲ့ဒီအမရဗုဒ္ဓမြို့မှာပဲတူမောင်းစာတင်တိုက်ရဲ့ မဂုံဝိပဿနာမဂုံဆရာတော်ဖျားကြီးရဲ့ပင်ရင်မင်္ဂလာမဂုံရိပ်တာចောင်းကြီးရင်ပြီးတော့အိန္ဒယာမှာចောင်းရင်လို့ဘုံဘုံတို့ဒီအမရပုဒ္ဓမှာငါးចောင်းပေါ့အဲ့မှာစလှူခဲ့တယ်ပြီးတော့နေစွန်းစားပြီးတော့စကိုင်းမြို့ကိုသွားပြီးတော့စကိုင်းမှာဆိုတေတကူဆရာတော်ဖျားကြီးရဲ့ចောင်းပြီးတော့ MBEC ဆရာတော်ဥတော်ပိတရဲ့တက္ကတုံအဲရွှေနာတိုက်တဲ့စီနော်ရယာစာတင်တိုက်တကြတီတာတိလရှင်စာတင်တိုက်အဲပြီးတော့ဘုံဘုံတို့ဒီအမ် ဝိပဿနာမာကနာယုံဆရာတော်ဥပိ္ပဇာနာပြုံသားရဲ့အကြောင်းအဲအဲ့ဒီအကြောင်းတွေကိုဖုံဖုံတို့လှူခဲ့ရတယ်ပေါ့လေဒါစကိုင်းမျိုးပေါ်မှာပေါ့တခါအဲ့စကိုင်းမှာပဲမိသားစုအိမ်တော်စုတရားကိုအဲအဲ့ဒါကတော့မြန်မာကြံ့ငွေတွေပါအဲအိမ်တော်စုတရားကိုလည်းပဲမြန်မာကြံ့ငွေပတ်စံနေတဲ့တိန်လင်း4000 5000လုံးနဲ့ပြီးတော့ဒီ walking shoe ဖနက်တွေဖနက်ကစိုက်မျိုးစုံအယောင်မျိုးစုံပေါ့အဝယ်စားတွေဘီနန်စားစရာတောက်စရာတွေ များကြီးအများကြီးလူခဲ့ပါတယ်ပြီးတော့ဘုံဘုံတို့တစ်ဆင့်မန္တလေးမြို့ပေါ်ကြတော့ဒီမစိုးရင်ကြောင်းတိုက်မစိုးရင်တိုက်တဲ့ပေါ့နော်မစိုးရင်တိုက်တဲ့ရပြီးတော့မာဟုဒရာယုံအဲကြောင်းတိုက်ကြီးရပြီးတော့ဘုံဘုံတို့ဒီမြတောင်ကြောင်းပြီးတော့ဝိဇာလင်္ကာရကြောင်းပြီးတော့အောင်ချမ်းသာကြောင်းတိုက်ဆရာတော်ဥက္ကေသလပြိဝန္တဝတ္တနဂါရဲ့အောင်ချမ်းသာကြောင်းပြီးတော့မှမာမြတ်မြတ်မြတ်ဘုရားကြီးအဲဒီအလုံးအလုံးဟာ အလုံးဒေါ်လာလေးပဲအမေရိကန်ဒေါ်လာတွေကြီးပဲဟိုဒီဖိုဆန်ဆရာတော်ဖရာကြီးနဲ့အဖွဲကအဲလှူဒန်းခဲ့ကြတာပေါ့လှူဒန်းခဲ့ကြတာအဲလှူဒန်းမှုစနစ်ကတော့ဒီဖိုဆန်ဆရာတော်ကြီးရဲ့ဖိုဆန်ဆရာတော်ဖရာကြီးကတော့ဒီထေရဝါဒဒီဆရာတော်ပေါ့အဲ့ဒီမှာမာယာနာဥစဉ်နှစ်ပါးလဲပါသေးတယ်အဲအဖွဲထဲမှာပေါ့လေဘုံဘုံတို့အားလုံးလာကြတာတော့34ယောက်ဒီဖိုဆန်ဆရာတော်ကြီးဟိုချီမင်းဖိုဆန်ဆရာတော်ကြီးခေါင်းဆောင်ပြီးတော့ အဲ့ဒီမှာဒီပြည်စင်းမှုအများကြီးများတယ်လို့ဒေါ်လာ2000 3000အဲ့လိုလူပါတယ်ပြည်စင်းမှုနေတဲ့နေရာလေးကြတော့ဒေါ်လာ1200အဲအဲ့ဒီဝင်းကျင်တွေကိုဆရာတို့ကြီးကဟိုသူသူရင်ထဲကသထာတရားတိုင်းသူချမှတ်ပြီးတော့လှူဒန်းခဲ့တာပေါ့လေအဲဘုံဘွားတော့ရွှေတုန်နေပရိုက်တာရဲ့ဥဆောင်နာရကအနေနဲ့ဘုံဘွားကဗိုလန်တီးယားလုပ်တဲ့အနေနဲ့လိုက်ပို့ပေးတယ်နေရာတွေပြပေးတာပေါ့အဲတွားလိုက်လိုက်ဒီမှာဟိုတယ်တဲတာဆားလို့ဒီလင်း ီးတော့ကားတွေအကုန်လုံးဖုံးဖုံးကစီမံပေးတဲ့ခံခွဲပေးခဲ့တာပေါ့အဲ့တော့ကိုယ်နိုင်ငံမှာအခုလိုအခက်အခဲဖြစ်နေတဲ့ဆရာတော်ဖရာကြီးတွေစာနန္ဒကြီးတွေရိတ်သားကြီးတွေကိုလာပြီးတော့ကူညီပေးတဲ့ဒီဆရာတော်ကြီးအဖွဲ့ကိုလည်းဘာမှဟိုမျက်နှာမပြည့်ရအောင်ဖုံးဖုံးကဟိုအပင်ပန်းခံပြီးတော့ဥဆောင်ပေးခဲ့ပါတယ်အဲဟိုတယ်ကိစ္စတွေတွိုင်းလိုက်ဟိုကားငားတာနောက်ဆုံးကြက်ထိုးသွားတဲ့ကိစ္စတွေဒီလူတန်းနေတဲ့အကြောင်းတွေကိုလည်းအမရဗုဒ္ဓမြို့စကမ်းမြို့မန္တလေးမြို့အလင်းသစ်လို့အစဉ်ပြေအောင်ကားတွေကိုစီမံပေးတယ် ပါရာဒိုတို့အာရဖာတို့ကားတွေနဲ့ပါပဲအဆဆရာပေါ့နော်အဖုံဖုံအကုန်လုံးဒီနေ့ရက်၃ရက်ဆိုမလို့ပင်တော့ပင်မန်းတယ်ပင်မန်းခံပြီးလည်းလုပ်ပေးခဲ့ပါတယ်စကိုင်းမှာဆိုရင်အခက်အခဲဖြစ်နေတဲ့ဟိုအင်တော်စုမိသားစု တရားပေါ့အဲအဲ့ဒါကြတော့ဒီမြန်မာပတ်စံတော့ပေါ့နော်မြန်မာပတ်စံနဲ့ဒီဟိုဘေးနားပါလာတဲ့အဝတ်အစားတွေစားစရာတောက်စရာတွေအဲပြီးတော့ဒီ walking shoe ဖက်တွေပေါ့နော်သူတို့နိုင်ငံဖက်တွေအဲ့ဒီအတော်များများကိုလှူတယ် အဲအင်အားစုတရားဆိုပေမဲ့လို့အဲ့ဒီအကြောင်းမှရှိတဲ့ဥစဉ်10ပါးကိုရင်ကတော့10ပါးလောက်မှတ်တယ်အဲ့ဒါပါတယ်တိလစဉ်17ပါးပါတယ်ဘုံဘုံကပြောပြလိုက်တယ်ဒီယဟန်တော်တွေဒီကိုရင်တွေဒီတိလစဉ်တွေနဲ့ဒီဒီအကြောင်းမှပဲနေတဲ့အတွက်သူတို့ရောလှူမလားလှူပေးပါလို့ပြောပြီးတော့ဟာလှူမှာပေါ့တဲ့အဲ့ဒါဆိုတော့သူတို့ပါရသွားတယ်ပေါ့နော်အဆင်ပြေတယ်မန္တလေးမှာကြတော့ဒီစာတန်တက်ကြီးတွေပါပဲ အဲမန္တလေးမှာကျတော့လူတွေတော့မပါတော့ဘူးပေါ့အဲလူတွေကကျတော့အခုလမ်းသွန်းလာနေဆရာတော်ကြီးကပုဆန်တွေဝေရလည်းရှိတယ်ပြီးတော့ဟန်နွိုင်းဘက်ကပါလာတဲ့ဧည့်သည်တွေရှိတယ်အဲသူတို့ကလည်းအဲ့လိုလူတယ်တောင်းတောင်းစသည်ပေါ့လေတော့ကြက်သေးဘုရားမှာဆိုရင်ဘုံဘုံတို့ကားတက်လို့ရတဲ့ထိတက်တယ်အဲကားနေဆင်းပြီးတော့ဒီဘုရားကြီးနောက်အနှဲငယ်လမ်းလျှောက်အောင်တည်တယ်လေအဲ့မှာဆိုလမ်းဘေးဝဲရတွေ့တဲ့မြလူတွေအကုန်လုံးကိုဆရာတော်ကြီးကရောသူဧည့်ပရိသတ်တွေကရောဒီပတ်စံတွေရော စားစရာတွေအကုန်လုံးလူတယ် လူတွေအဝတ်စားလေးတွေတီရှပ်လေးတွေအဲလိုပေါ့နော်လူကြပါတယ်အဲဆရာတော်ကြီးကတော့ဟိုမြန်မာနိုင်ငံမြင်းကလင်းဖြစ်တဲ့ဆွဲစားအဲ့ဒါတွေမြင်တဲ့သူအားလုံးကိုကရုဏာတက်သွားဝင်ရတယ်အဲ့ဒါတက်သေးလို့လမ်းမေးဝဲရမှာပဲအတော်များများလှူပေးပါတယ်အဲဘုံဘုံကတော့ရွှေတိပရိဒတ်ဥဆောင်နိုင်ကလည်းဖြစ်တယ်အဲ့ဒီတော့ပြောချင်တာကတော့တနင်္ဂနွေလုံးကလည်းအခုကအခက်အခဲတွေကပေါင်းများစွာနဲ့ကြက်တိနေကြတာပေါ့လေနည်းနည်းလေးခြုံလှန်ခြုံလှန်တဲ့သူကတော့ပရိဒတ်လှုပ်စေချင်ပါတယ် အဲလောက်ကြပါလို့လဲဘုံဘွားတွဲလဲခေါ်ပါတယ်တွဲခေါ်ပါတယ်ရွှေသွန်းနေပရိုက်တာအတင်းထဲကိုလဲဝင်လို့ကဝင်လို့ရတယ်ဖောင်ဖြေပြီးတော့အဲ့လိုမဖက်နဲ့နယ်ဝေးမှာရှိနေနယ်ဝေးမှာရှိတဲ့ပရိုက်တာတွေပေါ့အဲ့ဒီအတင်းတွေကိုဝင်ပြီးတော့လက်တွဲပြီးတော့လှုပ်ဆင်ရှင်တယ်အကယ်၍အဲ့လိုအတင်းမဝင်ရင်တောင်းမှတချို့ဆိုတယောက်တည်းတစ်ပိုင်းတည်းလှုပ်နေရလည်းရှိတယ်လေအဲ့လိုလည်းလှုပ်ဆင်ရှင်တယ်တနိုင်ငံလုံးကဒီချိန်မှာအရန်အားနေနေတဲ့အချိန်ဆိုတော့လှုပ်နေရလည်းမြင်လည်းမြင်နေရတာပါပဲတွေ့လည်းတွေ့နေရတယ်ထပ်ပြီးလည်းလှုပ်ပါလို့ဘုံဘွားတော့လေ ဟိုပြောလို့တယ်နောက်တစ်ခုကမြန်မာနိုင်ငံလုံးနဲ့ဒီဆရာတော်တန်ဃာတော်အရှင်မြတ်များနဲ့ဒီပြည်သူများအားလုံးကိုလည်းဒီနေ့ဒီရက်ဒီချိန်ကစလို့အန္တရာယ်ကင်းင်းနဲ့ဘေးပေါင်းရန်ပေါင်းအန္တရာယ်ပေါင်းတို့ကလွတ်မြောက်ပါစေလို့အထူးအဲမေတ္တာပို့ဆုတောင်းပေးပါတယ်တခြားလဲဘုံဘုံအခုချိန်ထားတွေရှိပါတယ်တချို့ပြည်ပရဲ့လေလမ်းချိန်ထားတွေအချိန်ထားလို့အဲသူတို့လာပြမယ်အစီအပြေမယ်ဆိုတော့အခုလိုပဲဆရာတော်ဖျားကြီးတွေဒီမဘူရာသခိုင်းမန္တလေးအခုလိုကြောင်းလိုက်တွေကိုမရောက်ရအောင်လေ ဲအခုပထမတစ်ခေါက်ခေါ်သွားတယ်လို့ပေါ့နော်အစဉ်ပြောင်းဘုံဘုံပဲကြိုးပမ်းပေးပါပါအဲအခုလောဆယ်စိတ်ချိတ်ထားရနေစီကနေသူမရောက်လာတဲ့အတွက်ကြိုးတော့မပြောချင်သေးဘူးပေါ့ကြိုးတော့မပြောချင်သေးဘူးပေါ့အတန်နဲ့ဆုံးတော့လှုပ်ပေးနေမှာပါကိုနိုင်ငံပြီးတော့ကိုဆရာတော်ဖရာကြီးဒီစာတင်စာကြမ်းပြည့်စီစဉ်မှုလေအဲ့အတွက်ကိုလည်းအဆောက်အဦတွေအားနည်းနေရတော့တိသွားပြီလေတိတဲ့အတိုင်းဖြည်းဖြည်းချင်းကတော့ကူညီပေးနေမှာပေါ့အဲ့လိုတော့ပုံပြနေတာတကယ်ပါ အဲနောင်လဲလုတ်ပေးနေဦးမှာပါအဲ့ဝန်သားစိတ်တွေအဲ့လိုတန်းရှိနေတဲ့အတိုင်းပဲလေဆက်လက်ပြီးစူးစမ်းနေမှာပါဟိုဒီဗီဒီယိုဖန်လေးကိုကြည့်ပြီးတော့လည်းပဲဟိုပြည်ပရောက်မြန်မာတွေရောပြည်တွင်းရောက်မြန်မာတွေရောပေါ့အဲဟိုဆွမ်းနိုင်တဲ့သူများလည်းပဲအဲ့လိုပဲဆက်ပြီးတော့ဆက်သွယ်ပြီးလူကြပါလို့တက်တွန်းလိုပါတယ်ဘုံဘုံတို့ကလည်းပြည်တွင်းကနေစူးစမ်းပေးနေမှာပေါ့လေအဲဆက်သွယ်တယ်ကိုလေအဲပီတိတွေကတော့အများဆုံးဖြစ်ပါတယ်နေကောင်းကျောင်းအနေနဲ့ကတော့ဘုံဘုံတို့ဒီအများအားစူးစမ်းနေမှာပါ ကိုနိုင်ငံကိုလူမျိုးကိုဘာသာကိုသာသနာအတွက်တွေကိုတော့ပရိုက်တာဆိုတဲ့အတိုင်းအများအကျိုးကိုအများအားလှုပ်ပေးနေမှာပါအဲကိုကျိုးကိုစွန့်နိုင်နေမြနင်းနေနေမြနေအောင်ထားပြီးတော့ပရိုက်တာအများအကျိုးကိုအခက်အခဲဖြစ်နေတဲ့နေရာတွေကိုတတ်ဆွမ်းနိုင်မြကူညီပေးနေမှာပါလို့ပြောလိုပါတယ်ပြီးတော့တခြားတခြားသောပရိုက်တာအသင်းတွေလည်းလှုပ်ဆောင်နေရလဲတွေ့မြင်ရလို့အထူးဝမ်းသာပါတယ်ဝိုင်းဝန်းပြီးတော့လည်းတတ်ဆွမ်းနိုင်မြဒီပြပရောက်မြန်မာများလည်းပဲအခုလိုဆက်သွယ်ပြီးတော့လူတန်းကြပါလို့တိုက်တွန်းလိုပါတယ်